မိုးဇက်ဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့မိုးဇက်ဒီမင်းညတင်လိုက်တဲ့ပေါ့နော်တပ်ပုံလေးကိုတင်လိုက်တယ်ပေါ့နော်ဒီမျက်မှန်လေးနဲ့ပုံတပုံတင်လိုက်တယ်အဲ့မှာမိကုန်းနေလာရဲ့ message ရှိလာရဲ့ဘာလဲဆိုတော့မိုးဇက်ရဲ့ဒီလေစာပြစ်လိုက်တာနဲ့ပတ်သက်ပြီးတော့သိချင်တယ်ပြီးတော့မျက်မှန်တက်တာကိုမသိဘူးပေါ့နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောပြပါအောင်ဆိုတော့မိုးဇက်အနေနဲ့ဒီ video လေးပြုလုပ်ပြီးတော့ပြောပြပေးရပါပေါ့ chatting ပေါ့နော်ဒီက review လည်းမဟုတ်ဘာမှမဟုတ် just a chatting video okay အာမိုးဆက်မျက်မှန်တက်တာတော့9နှစ်ခရီးကတက်တာပေါ့နော်ဦးဆုံးမျက်မှန်တက်တဲ့အကြောင်းရင်ပြောမယ်ပြီးရင်လေစာပိုင်းပြောမယ်โอเคအာမျက်မှန်အတောင်းကကြတော့မိုးဆက်လေ9နှစ်ခရီးစတက်ရတယ်9နှစ်မှာမိုးဆက်မျက်လုံးမမြင်ဘူးလို့အမေကပြောတယ်ဒါပေမဲ့အမေကမယုံဘာဖြစ်တာလဲပေါ့နော်ညာနေပေါ့အာနောက်တော့မှသူသိသွားတဲ့အချိန်မှာမျက်မှန်သွားဆန်းတော့မိုးဆက်ပါသွား250အောင်ဖြစ်နေပြီ250ဖြစ်နေဆိုတော့တော်တော်များရတယ်ပါတယ်တော်များရတယ်ပါတော့မမြင်လည်းမမြင်ရတော့ပေါ့နော် မမြားတော့တော့မဟုတ်တော်တော်တော့မြင်ရတယ်ဒါပေမဲ့တိတ်မမြင်အောင်ပြီးတော့ဒီပါဝါနဲ့ပတ်သက်လို့ရှင်ရတော့ကလေးတယောက်ရဲ့ကြီးထွားမှုနှုံနယ်ဆိုင်နေလို့ပြောပါတယ်အရက်ရှိရာကြီးကြောင့်လည်းပါမှာပေါ့မိုးစားတစ်နှစ်ကို100လောက်တက်တယ်ပါပါအာနောက်နဲ့ဆိုတော့ကြည်လိုက်350အာနောက်နဲ့ဆိုအဲ့လိုအရမ်းမြန်တယ်သူများတွေက တကယ်မ3နှစ်မှ100တက်တာလို့4နှစ်မှ100တက်တာလို့ရှိတယ်ဒီမှာ20တို့ဘာလို့လောက်ပဲမိုးဆက်20ဆောင်မိုးဆက်ပွားမှာအဲ့လိုမရှိခဲ့ဘူးအသက်ကြီးလာတဲ့အခါဒီ20 21နောက်ပိုင်းအရက်ရှည်ကနည်းနည်းကျသွားပြီပေါ့အရက်ရှည်ရဲ့နှုံငိန်သွားပြီဆိုတဲ့အချိန်မှာတော့မိုးဆက်ပါဝါတက်တဲ့နှုံကတော်တော်နှီးလာတာသိတာပါပဲအဲ့လိုမျိုး3နှစ်လောက်မှတစ်ခါ50တက်သွားတာတို့ဒါမျိုးပဲရှိတော့တယ်အာမိုဇက်27ကနေပြီးတော့25အချိန်မှာတော့ပါဝါကဟိုဘယ်လိုပြောမလဲအတက်ကြအရန်နေသွားပြီပေါ့နော် မိုးဇက်ကငငယ်တွေကတော့ဒီဘယ်လိုပြောမလဲအဖေကတော့မိုးဇက်ကိုအားပေးရဲ့အားပေးရဲ့ဆိုမိုးဇက်ကဒီလိုမျိုးလုံးအိမ်မှာဆိုတော့အကြီးဆုံးနဲ့ပါပါဘောနော်အဲ့အကြီးဆုံးလေးကိုဘာလို့ဖြစ်ပြီးတော့မျက်မှန်တက်ရလဲဆိုအဖေကတနာရဲ့အဲ့တော့အဖေကအမြဲတမ်းလိုလိုဒီမျက်မှန်မတက်ရဖို့အရေးဆိုတော့ကြိုးပမ်းပေးရဲ့အမေကတော့ထုံးစံအတိုင်းဟိုဘယ်လိုပြောမလဲစိတ်ပူတယ်မျက်မှန်နဲ့လည်းလှတယ်မျက်ကမှလည်းမတက်နေအဲ့လိုမျိုးပေါ့နော် မိုးစက်ကသက်18နှစ်မှာမြက်ကမန်စတက်ချင်နေအဲ့မှာတော်တော် fight လိုက်ရတယ်အမေကိုအဖေရဲ့အမေအမရဲ့မိုးစက်ရဲ့၃ယောက်ပေါင်းပြီး fight လိုက်တာအမေကလက်ခံသွားတယ်မြက်ကမန်တက်ခွင့်ပြုသွားတယ်အဲ့18နှစ်မှာမြက်ကမန်စတက်တယ်အမ်တောက်လျှောက်တက်လာပါတော့ပါဝါကလည်းဒီ25နှစ်မှာဆိုရင်မိုးစက်ရဲ့ပါဝါ600ဖြစ်နေပြီတော်တော်မြင့်နေပြီ အဲ့လို600ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှင်ဘာမှမမြင်ရတော့မမြင်ရတော့ဆိုဘယ်လိုပြောမလဲမျက်မှန်ချွတ်လိုက်လို့ရှင်ကွာဟိုလူတော်ကတဲတဲကွက်ကွက်မမြင်ရအောင်ဘယ်သူမှမမသိဘူးပြပါအဲ့လိုမျိုးအရန် insecure ဖြစ်တယ်အဲ့တော့လှဖို့မလှဖို့ထမိုးဆက်အတွက်ကတော့ဒါမိုးဆက်ရဲ့ဘဝကို inconvenient ဖြစ်နေတဲ့အတွက်ဒီကိစ္စကိုရှင်းရမှာပဲပေါ့နော်ဒါပေမဲ့18နှစ်မှာခရီးကမိုးဆက်ဒီရိုးရီယာကဒီ center ပေါ့နော် laser center တခုမှာ laser center မှာသွားပြီးတော့ check up လုပ်ဖို့ရယ်ဒါပေမဲ့အဲ့တော့ကလည်းအကုန်အစင်ပြေရယ်ဒါပေမဲ့မိုးဆက်ပါသွားအဲ့တော့300ပဲရှိသေးတယ် သူတို့ကလည်းမိုးစက်အတက်ကလည်း16နှစ်ပဲရှိရတဲ့သူတို့လုံးခွင့်မပြုဘူး16နှစ်ပြည့်မှပြန်လာပါဘောနော်ပြီးတော့ပါဝါညင်မှသူတို့လုံးပေးရဆိုလိုတာညီမလေးတို့မောင်လေးတို့အန်တီတို့ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ပါဝါအရင်ဆုံးသွားပြီးတော့ဒီ power test လုပ်ရတယ် တနှစ်အဲ့လိုမျိုးတနှစ်နှစ်နှစ်အတက်ကြာရှိမှရှိသူတို့ကြည့်ရင်ဟိုဆိုလိုတာတကယ်လို့အရင်မှာကိုယ့်အသားကိုလှုပ်ထားရှိရဆိုလို့အဲ့ record တွေပြရတာပေါ့နော်ကိုပါဝါငိန်ဝါပြီးနှစ်နှစ်သုံးနှစ်လောက်တောက်လျှောက်မတက်ဘူးဒီ100ဆို100 200ဆိုနေရတောက်လျှောက်ထိန်းထားနိုင်နေဆိုရင်အဲ့ကြမှာတော့လှုပ်ပေးရဘာလို့လဲဆိုတော့လှုပ်ပြီးွားလို့ရှင်ပါဝါပြန်တက်နိုင်တယ်ဟိုဒီဒီပါဝါတက်နေရင်အရှိန်ရှိရဆိုပေါ့နော်ငိန်ဝါတဲ့အချိန်မှာဖြောက်လိုက်မှတော့ကွက်တီပေါ့ တကယ်လို့ကိုကပါဝါတက်နေရဲ့အချိန်မှာသွားလှုပ်လိုက်လို့ရှိရင်သူကပါဝါပြန်တက်တဲ့အတွက်ကိုကမျက်နှာလုံးဝါးတာဝါးတာပဲပေါ့ဟိုအရင်ကပါဝါ300ရှိရင်အခု100ရှိရင်ရှိမှာပေါ့နော်ပြန်တက်တဲ့အတွက်အဲ့လိုမျိုးမဖြစ်အောင်လို့သူကစမ်းတက်တာပါ မိုးစား18နှစ်တုန်းကတော့တို့ကငယ်သေးရလဲတချောင်းပါဝါလဲတက်နေသေးရလို့တို့ခိုင်နေတော့မလုပ်ပေးပါအောင်အဲ့ဟာနေမိုးစားလဲတတိမရှိရလဲပါပါတယ်အဲ့ခစ်တုန်းကမလုပ်ခဲ့ရလဲမှန်နေ technology အလောက်မမြင်သေးဘူးသူကဒီဟိုမျက်လုံးကိုဒီလိုလှန်လိုက်တဲ့ဟိုမျက်လုံးကမျက်ကြည်လွားပေါ့နော်မျက်ကြည်လွားလေးကိုလေဆာနဲ့ပြစ်ပြီးလှန်လိုက်တဲ့ technology ပဲရှိသေးတယ်ဒါတော်တော်စောတဲ့အချိန်ပေါ့နော် first generation ပေါ့ ဲ့ဒီအချိန်မှာမိုးစက်မလုံးဖြစ်ဘူးအလုံးလို့လည်းမရဘူးနောက်တော့မိုးစက်လည်းကြောက်တယ်မိုးစက်ကတော်တော်ကြောက်တတ်တယ်ဟဲ့လို့ပါတယ်အဲ့လိုမျိုးလေးလိုက်ဓာတ်ထီရင်လည်းကြောက်တယ်အကုန်ကြောက်တယ်အဲ့တော့မလုံးလိုက်ဘူးအဲ့ဒီကနေအရှိန်ယူလိုက်တာဆိုတာ10နှစ်လောက်ကြာပါတယ်အသက်29မှာပြန်ပြီးတော့ဒီလေစာပြစ်မယ်ပြန်ဖြစ်တော့ပြန်အောင်လေစာပြစ်ပြစ်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုပြစ်လိုက်တဲ့အချိန်မှာတော့ အဆင်ပြေသွားတယ်ဒီတစ်ခါဖြစ်တာမှာလဲ knowledge လဲပုံရှိရ research တော်တော်လုပ်တယ်10 years of research ကိုပြောရမှာပေါ့နော်သူများဟိုလိုက်လေးလာရင်လိုက်မေးရအကုန်မျိုးစုံပဲဒါပေမဲ့နောက်ဆုံးဒီတစ်ခါမှာ mostly comfortable ဖြစ်သွားတယ် single မှာလဲတစ်ခါတော့မေးပါသေးတယ် single မှာတိတ်အဆင်ပြေဘူး mostly ကိုပြောပြောမယ်သူပြောလိုက်မှာပဲကိုကကြောက်ပြီးတော့အဲ့လိုမျိုးလေးအထဲမှာတောင်မှ heart attack ဖြစ်နိုင်တယ်အဲ့တော့မိုးစက်ဒေါ်ပြီးအိမ်မှာမလုပ်ဘူးတော့မလုပ်သေးဘူးဆိုပြီးဆက်နေလိုက်တယ်တနည်းလောက်ပြီးတော့မှရိုးရားမှာထပ်ပြီးတော့မေးကြည့်ရခါမှာတော့မိုးစက် comfortable ဖြစ်သွားတယ် ်သူကမိုးဆက်ကို test တွေလုပ်ခိုင်းတယ်ဒီ test က3ငါးလောက်ကြာတယ်ဘာလို့ကြာလဲဆိုတော့ educate ဒီ laser lasik နဲ့ပတ်သက်တဲ့ဒီ education မော်ဒီဘုဟုတ္တပိုင်းဆိုင်ရာလေး knowledge ပိုင်းဆိုင်ရာတွေသူရှင်းပြတာတနိုင်လောက်ကြာတယ်ဗီဒီယိုထိုင်ကြည့်ရတာပေါ့နော်လူတော့ရှင်းပြတာမဟုတ်ဗီဒီယိုတစ်ခုပြထားတယ်အဲ့တော့ထိုင်ကြည့်ရတာတနားလောက်ကြာတယ်ပြီးတော့သူကဒီမျက်လုံးကိုအသေးစိတ်အထဲမှာဗားရင်းညာတွေအကုန်မျိုးပေါ့ဟိုတိုင်းထွာနေလားမသိဘူးစက်ပေါင်းများစွာနဲ့တစ်ခုပြီးတစ်ခုတော်တော်ပြီးတိုင်းရတယ် အဲ့လိုအထက် pressure တိုင်းတာရောအလင်းတိုင်းတာမျိုးစုံမျိုးစုံအဲ့အတိုင်းတဲ့အချိန်ရောပြီးရခါမှသူကမိုးဆက်ကို result အရာပြပြရယ် technology 3မျိုးရှိရယ်ဗောနော်ဒီ3မျိုးထဲမှာကိုကတင့်တော်တဲ့ဟာကိုလုံးခွင့်ရှိရယ်3မျိုးလုံးတင့်တော်ရယ်ဆိုကိုရွေးချယ်ခွင့်ရှိရယ်အဲ့မှာမိုးဆက်မျိုးလုံးကတော့3မျိုးလုံးနဲ့တင့်တော်ရယ်သူက first generation တော့ကတော့ဒီ yoyo ဘာခေါ်လဲနေမိအောင်မိသွားတယ် အဓိကတော့ blade နဲ့ cut တဲ့ဟာပေါ့နော်အဲ့လိုမျိုး first generation တော့ဒုတိယဟန်မှာတော့ laser နဲ့လောက်တာဖြစ်သွားပြီအဲ laser မှာအခုနှမျိုးရှိရပေါ့နော် laser နဲ့ခွဲတဲ့နေရာမှာတစ်ခုကကြတော့ femto laser လို့ခေါ်ရင်နောက်တစ်ခုကကြတော့ relax smile လို့ခေါ်ရင်သူကကြတော့ relax smile ကနောက်ဆုံး technology အာဘာကွာလဲဆိုလို့ရှိရင် femto laser ကကြတော့အရှိဒုတိယဟို relax fast တော့ရပါပေါ့နော် ဒါပေမဲ့ तू तू ကနည်းနည်းပို့ပြီးတော့တော်ဟိုအများဆုံးနဲ့တင့်တော်ရယ် relax ကကြတော့ तू ကမျက်လုံးဒီမျက်ကြည်လွာကိုဖလန်လိုက်တာတွေမရှိဘူးအဲ့အတွက်မျက်လုံးဒီမျက်ကြည်လွာရဲ့ cornea လို့ခေါ်ပါမျက်ကြည်လွာဒီအခွန်လေးอ่ะဒီ cornea လေးကအထူကထူဖို့လိုတာပေါ့ဒီထူမှ तू ကဒီဟာလေးကိုလှုပ်ဖို့အတွက် तू မှာ room space ရှိရပါတော့ တကယ်လို့ပါတဲ့လူတွေပါရည်ဆိုလို့ရှင်တော့သူ phantom lasik လောက်ရတယ်ထင်ပါတယ် phantom lasik ရဲ့သဘောကကျတော့မျက်ကြည်လွားလေးကိုသူတဝက်တဝက်တဝက်ဖြတ်လိုက်တယ်အဲ့တဝက်လေးကနေလှန်လိုက်တယ်ပြီးအထဲကိုလေးစားပစ်တယ်ပြုတ်ပြင်လိုက်တယ်ပေါ့နော်ပြီးရခါမှပြန်အုပ်လိုက်တယ်ပြန်အုပ်လိုက်တဲ့အတွက်ဟိုပါပါပျောက်သွားပြီဒါပေမဲ့ phantom lasik ရဲ့မကောင်းကျိုးကကျတော့ဘာဖြစ်ဖြစ် သူကမျက်ကြည်လောင်းဖြစ်တဲ့အတွက်သူကတဝက်လည်းဖြတ်ထားတယ်လှမ်းကလည်းလှမ်းထားပြီးမပြတ်အုပ်ထားရဆိုတော့နည်းနည်းတော့ဒန်ရှိရပါတော့ဒန်ရှိရဆိုမျိုးမျက်လုံးနာနေရလားဘာလားဘာမှမဖြစ်ဘူး it just um through the sound medical terms ရနောက်တစ်ခုဒီဒီဒီ save ဆိုင်ရအရာပေါ့နော်ဟိုဘာဖြစ်ခွဲပြီးမှဆိုလို့ရှိရင်တော့ဒဏ်ရာကြီးလေဟိုနည်းနည်းပို့ပြီးတော့မကောင်းလीပေါ့အဲ့လိုအဓိပ္ပာယ်မျိုးပေါ့နော်ဒါပေမဲ့မကောင်းလားဆိုတော့လည်းမဟုတ်ဘူး အမ်တချို့ပြောတာပေါ့နော်ဒါကတော့မိုးစက်လေကြာဘူးတော့တော်ထားပါတော့အနောက်ကနေတကောင်းကိုတစ်ခုစောင်းမိရတော့အဲ့လိုခုံချလိုက်တာတော့ဖြစ်ဖြစ်ဒီအဖက်ကလေးလန်တက်တယ်ပေါ့ပြန်လန်တက်တယ်တော့ဘယ်တော့မှ heal မဖြစ်ဘူးပေါ့ completely heal မဖြစ်ဘူးတော့ဗါလေအဲ့နဲ့အချီနဲ့တော့ချုပ်ထားမဟုတ်လေဒီနေရာ corner cells ကလည်းမတူဘူးအဲ့လိုမျိုးကြောင့်မလို့တော့ပြောတယ်မိုးဆက်လုပ်တဲ့နေရာတော့ relax မှာစာလုပ်ခဲ့ပါတယ်။ဒါနောက်ဆုံး technology recovery time ကအမြန်ဆုံးပေါ့နော်။ဘယ်လည်းရဲပဲကြာလဲဇမွေးဆက်လုပ်တာ 3ရက်ပင်းကြတယ်3ရက်ဆိုတာ PP ချင်း20 minutes မှာပဲတော်တော်အဆင်ပြေနေပြီဆိုလိုတာအခု surgery လုပ်တယ် PP လို့ပြောလိုက်ခရေကမျက်လုံးကမြင်နေရပြီတော်တော်မြင်နေရပြီနည်းနည်းလေးစီပေါ့နော်မြင်နေရပြီဟိုခိုင်းဆိုလို့ရှိရင်မြန်ချွန်လိုင်းကိုဘလောက်ဝါလဲကိုသိရလေ600ဆိုတော့သိတာ။ကိုကအေးအေး surgery ဒီလုပ်တဲ့ဒီ operation room ကနေပြီးထားလိုက်တဲ့အချိန်မှာကို Oh my god ငါမြင်နေရပြီငါမြင်နေရပြီဆိုပြီးအဲ့လိုဖြစ်နေရအရန်ကိုအေးပီတီရလေ um မပြောပြတတ်လောက်အောင်ပဲပျော်တယ်ဝမ်းသာတယ်အဲ့မှာအဲခဏထိုင်နိုင်တာရယ်ပေါ့နော်ပြီးတော့သူဆေးတောက်ခိုင်းတာရယ်သူအဲ့ဒါပြီးလို့ရှိရင်ချက်ချင်း၃နိုင်လောက်အိတ်ရယ်ဟို၃နိုင်လောက်အိတ်ဆိုတာကြိုက်တောက်တော့အိတ်ပေါ့နော်ဒါပေမဲ့အိတ်ဆေးလို့မျိုးသူကပေးထားရတော့ကွာအိတ်ပျော်တာအိတ်ပျော်တဲ့အချိန်မှာမိုးစားရမျက်ရည်ကြာနေတယ်ပဲအိတ်ကလည်းအိတ်နေတာပဲမျက်ရည်ကလည်းကြာနေတယ်ထလာတော့ခေါင်းကရွှင်းနေပြီအဲ့မျိုးပေါ့နာလားဆိုလုံးဝမနာဘူး အဲမိုးဆက်အိတ်နေတဲ့အချိန်မှာမျက်ရည်ကျတဲ့အတွက်နိုးလာတဲ့အချိန်မှာမျက်လုံးကပူလာနေပါတော့ဖြစ်တယ်ဒီလောက်ပဲပေါ့နော်ဂျန်နာဘာမှမဖြစ်ဘူးပြီးရခါမှာမိုးဆက်ကသူတို့ကပြီးရင်ပြီးပြီးချင်းမှာသူတို့ကအဲ့လိုအခွင့်နှစ်ခုအုပ်ပေးထားတယ်အဲ့အခွင့်နှစ်ခုအုပ်ထားတာကိုဖြီးလို့မရအောင်တရက်တိတိပေါ့နော်မျက်လုံးလည်းရေမသိအောင် so ခွန်အုပ်ထားတဲ့သဘော ကတော့သူကုတ်မိမှာတို့ဒီမှာညအိတ်နေနေရားလို့ကုတ်တာတို့အဲ့လိုမျိုးပွတ်တာတို့လုံမှာစိုးလို့သူကအဲ့လိုကာကွယ်ပေးထားတဲ့သဘောပေါ့ အဲ့လိုမျိုးပေါ့နော်ခုနကခဏလေး relax ကိုတစ်ချက်ပြောခြင်းနေ relax ရဲ့သဘောကတော့ဒီလို တဝက်ကြီးကိုမလီဘူးသူကတသေးလေး2မီလီမီတာလားပဲလီးရတသေးလေးဒီလိုဒီလိုအဝိုင်းလေးရှေ့ဆိုဒီတသေးလေးလောက်ပဲလီးလိုက်တယ်အဲ့အထဲကနေပြောသူဘလိုလဲမသိဆရာဝန်ကိုရိုင်းကအဲ့လိုလောက်ရပါဘောနော်တက်နိုလော်ဂျီတခုနဲ့အဲ့လိုလောက်လိုက်တဲ့အခါမှာပြီးရင်အဲ့ဒီကနေဆွဲထုတ်လိုက်တာအဲ့အပေါက်ကလေးကနေဆိုလိုတာဒီလောက်လောက်လေးပဲရှိရအပေါက်ကလေးကဟိုအပေါက်တော့မဟုတ်ပေါ့ဒီဒီ surgery လုပ်တဲ့နေရာလေးရပါဘောနော်အဲ့လိုမျိုးကွာချမ်းပြီးတော့ရှိရ ီးတော့ relax လုပ်လို့မအောင်မြင်ဘူးဒါမှမဟုတ်ပါဝါမြင်တက်တယ်ပါဝါမကြဘူးဒီလိုတစ်ခုဖြစ်ခဲ့လို့ရှင် phantolasic ကိုချက်ချင်းပြောင်းလုပ်လို့ရတယ်ပေါ့နော်ပြီးတော့သူတို့ပြောတာတော့လူတယောက်မှနှစ်ကြိမ် femtolysis လောက်ခွင့်ရှိရယ် relax လုပ်တဲ့လူကတော့ရှိရှိမြောင်း၃ကြိမ်ခွင့်ရှိသွားပါ relax တစ်ခေါက် femtolysis နှစ်ခေါက်အဲ့လိုမျိုးရှိသွားပါ femtolysis ကတော့သူနည်းနည်းလေးဒီဖြတ်တာပုံများရယ်မျိုးလုံးရလှန်ရတာဖြစ်တဲ့အတွက်နည်းနည်းပို့ပြီးတော့ invasive ဖြစ်တယ်ပေါ့ဒီ surgery နည်းနည်းလေးပို့ပြီးတော့ ဆန်နေပေါ့ပြောရမှာပေါ့နော်ခွဲခွဲခွဲတာတို့ထိတာတို့နည်းနည်းပို့ပြီးများရဲ့ပေါ့အဲ့ဒီပဲပါအဲ့မှာမိုးစက်ခုနပြောနေဆက်ပြောမယ်မိုးစက်ကသုံးအတရက်မှာသူတို့တရက်ထားရင်ပြီးလို့ရှိရင်နင်တရက်လားသုံးရက်လားမေ့အောင်မေ့နေသုံးရက်သုံးရက်သုံးရက်အေးအခုင်းနေနေရတယ် sorry သုံးရက်လောက်လဲကြာရောအဲ့မှာနေပြီးတော့ ပြန်ပြီးတော့စီးကန်းသွားရတယ်စီးကန်းအိတ်အခွန်ချွတ်ပေးတယ်မျက်လုံးတန်ရှင်းပြီးလှုပ်ပေးရအိတ်နောက်ပိုင်းမှာဆိုရင်ရေထီလို့ရပြီမျက်နှာတက်လို့ရပြီ so recovery period က3ရက်ပဲဒါပေမဲ့အိတ်3ရက်မှမြင်နေရပြီအဲ့အပေါက်ကလေးတွေကြားထဲအောင်မြင်နေရတာ oh my god ပြောလိုက်တာပြောလိုက်တာဆိုဒါပေမဲ့မြင်ရပြီဆိုရင်ဘာကွာလဲဆိုမျိုးလုံးထဲမှာရေပြည့်နေတဲ့ feeling ဖြစ်တယ်ပြန်မဝါဝါဝါလေးပေါ့နော်အဲ့လိုဘယ်လိုပြောရမလဲဆိုတော့အဲ့လိုလေး ရေတွေရေတွေရေတွေဝင်နေလို့မျိုးအဲ့လိုမျိုး feeling လေးပဲအာမမြင်နေရပြီကြည်ကြည်လင်းလင်းပဲအဲ့လိုမျိုးဒါပေမဲ့တလားလောက်မှာပူပူကြီးလာတယ်နှစ်လပူကြီးလာတယ်အဲ့လိုမျိုးဒါပေမဲ့သူကမိုးဆက်လုတ်တဲ့ center မှာကတော့သူ check up ကို free သုံးနေပေးတယ်အာတလားမှာတစ်ခေါက်ထပ်လာတယ်ပြီးရင်၃လမှာလာမသိတစ်ခေါက်ထပ်လာရတယ်ဟုတ်ပြီးလို့ရှိရင်၆လမှာတစ်ခေါက်ထပ်လာရတယ်အဲ့လိုမျိုးလာလာနေရပါတော့เนาะသူကကြည့်ပေးရယ်ကိုယ့်မျက်လုံးစမ်းပေးရယ်ဘယ်လောက် recovery ဖြစ်ပြီးလဲပေါ့เนาะ အဲ့လိုတလားမလာတဲ့အခါမှာဆိုတော်တော် recovery ဖြစ်ပြီးအဲ့လိုဒါမဲ့ तू တလားအချိန်မှာဆိုမူဆက်ပါခံစားရသည်လေဆိုတော့ဟိုမျိုးလုံးအရင်ခြောက်တယ်ဆိုလိုတာနင်းထိုင်နေမျိုးလုံးကလေအရင်ဆက်လာတယ်လို့လူဆက်တယ်ဆိုတော့ဟိုလိုခြောက်လို့လေ uncomfortable ဖြစ်လာတာပေါ့နော်အဲ့ဒါဆိုမျက်စင်းရင်ခတ်ပြရတယ်။သူကမျက်လုံးခွဲပြပြချင်းဆိုတော့အမျက်စင်းရင်အရင်လို့ပဲမျက်စင်းရင်လေးတွေကိုနေ့တိုင်းလို့လို့ခတ်ခတ်ပေးနေရတာပေါ့နော်အဲ့လိုတလားလောက်မှာ ဖြစ်နေသေးရဲ့၃လလောက်မှတော့မဖြစ်တော့ဘူးမိုးစက်ပြန်လုံးကတော်တော်ကောင်းသွားပြီအဲ့လိုမျက်စင်းရင်အခုဆိုခတ်တော့မခတ်တော့ဘူးနော်တော်တော်ကြာတယ်အဲ့လို၆လတစ်ခေါက်လောက်မှပဲခတ်တော့တယ်အဲ့လိုတတိယမှာကောက်ခတ်လိုက်တာမျိုးတော့ရှိရပါတော့။အမ်ဘာဆိုင် effect မှာတော့လောလောဆယ်ဒီမျိုးစက်မတွေ့ဘူး။တွေ့ရတခုပဲရှိအလင်းတွေကိုအရန်ပြင်းထန်လို့ရှိရင်အရင်လောက်ကြီးတော့မခံနိုင်ပေါ့။အဲဒီလေဆာပစ်ထားတဲ့လူတွေအကုန်လုံးကအလင်းသိမ့်မခံနိုင်ပါဘူး။ဟိုဘယ်လိုပြောမလဲ အလင်းကို sensitive နည်းနည်းဖြစ်တာပေါ့နော်အဲဒီဟာလေးပဲရှိပါတယ် sensitive ဖြစ်တယ်ဆိုတာလည်းမမြင်ရတော့တာလားအရင်နေရာခက်တာလားဆိုမဟုတ်ဘူးကိုယ်စိတ်မှာအရင်လေးနေရလို့ခံစားရတယ်ဒီလိုမျိုးလောက်ပဲရှိတာပါအမ်ဒီလောက်ပါပဲဈေးအားဖြင့်တော့မိုးဆက်တုံးကတော့သိန်း50လောက်ကျမှာပါတယ်ဒါပေမဲ့မိုးဆက်ပြောနိုင်တာတခုကတော့ဘဝမှာဒါမိုးဆက်ရဲ့ investment နေထဲမှာအကောင်းဆုံးတော့ investment တခုလို့မြင်ပါတယ်ဘာဖြစ်လို့ဆိုတော့မိုးဆက်ရဲ့မျက်လုံးကိုမိုးဆက် ပြုပြင်လိုက်တာဖြစ်တဲ့အတွက် investment မူသက်တန်တယ်လို့ထင်တယ်။မနဲ့အရာထားလာလို့ရှိရင်မျက်မှန်ရှာဖို့မလိုတော့တဲ့ feeling ကဘာနဲ့မှမတူဘူး။နှလုံးဖွင့်လိုက်တာနဲ့ oh my god အရာရာကိုမြင်နေရတယ်။မနဲ့မိုးလင်းလာရင်ပေါ့နော်။ခိုင်းဆိုမနဲ့မိုးလင်းမျက်မှန်အရင်ရှာမျက်မှန်လိုက်ဆန်းဆန်းဆန်းမျက်မှန်တွေ့ပြီးဆိုမှဘွားစလို့ရတယ်။ပင်ကော်ဖီရေပိုင်းတောက်မယ်ဆိုရင်လည်းသတိထားရဲမှုတ်ဝင်တဲ့မှာမျိုးစုံပေါ့နော်ပြီးအေးကန်းနေအပူကန်းအပူကန်းနေအေးရင်ရွှေ့ရင်လည်းကိုယ်ကစိတ်ပူရတယ်ရေသွားကူးဝင်ပူပြီးကြောက်တယ်ပင်လယ်ထဲသွားလို့ရှိရင်လေဘဝကြီးရလေး ဟိုဘယ်လိုပြောမလဲမျက်ကမှန်တက်ထားလို့ရှိရင်လည်းရေထဲမှာအဆင်မပြေဘူးပင်လယ်ရေနဲ့မျက်ကမှန်မတက်တော့လည်းမမြင်ရဘူးအဲ့လိုမျိုးကြီးအဲ့ဒုက္ခကြီးကင်းဝေးသွားတယ်ပေါ့နော်ဒီမျက်ကမှန်လည်းမတက်တော့ဘာမှမရှိတော့တဲ့အချိန်မှာပေါ့ဒါပေမဲ့မိုးစိုက်ခုမျက်မှန်တက်ထားတဲ့အထိပ္ပယ်ကတော့ခလေးကြလည်းမျက်မှန်တက်တာလေးကလှလှတာလှရတဲ့လိုမျိုးလေးပေါ့ဟို smart ကြရလို့တော့ထင်တာပေါ့နော်ကွာဟိုဒီဒီတီငိန်နဲ့တီငိန်နဲ့အသွင်လေးစောင်းနေလို့ထင်ပါတယ်อืม ခီးတွေပါသွားလို့ရှိရင်တော့နည်းနည်းလေးဟို immigration တော့ပါဖြတ်တယ်ဆိုလို့ရှိရင်နိုင်ငံသားမှဆိုလို့ရှိရင်ကိုယ်တီတီငင်ငင်နဲ့ဆိုတိတ်ပြီးတော့မရက်ဘူးပေါ့နော်အဲ့လိုမျိုးလုံခံယူတာပဲအဓိကတော့မိုးဆက် US သွားမှာပေါ့ US သွားတဲ့အခါကျလို့ရှိရင်မိုးဆက်တိတ်ပြီးမရက်အောင်လို့မျက်မှန်တက်ပြီးသွားမယ်အဲ့လိုစဉ်းစားထားတယ်ဟုတ်ဒီတော့ပါပဲအာမိုးဆက်ဒီလေးစာပြစ်တာနဲ့ပတ်သက်ပြီးမိုးဆက်ပြစ်တာတော့ယူရအောင်ပါဘောเนาะ center နာမည်ကတော့ပြပြပေးလို့လေးရတယ်ဒါပေမဲ့တခြား center တွေလည်းကြီးကြီးလို့ရပါတော့ဒါပေမဲ့ mozet သွားခဲ့ရင်ညာတော့ TRSC လို့ခေါ်ပါတယ်အာဘယ်နေရာမှာလဲဆိုရင်တော့လိမ့်စာက mozet ပြန်ရှားပါမယ်ဟုတ်အမ် TRSC ဆိုပြီးတော့ရှာလိုက်ရင်တည်ရဟုတ် Google မှာပဲဖြစ်ဖြစ်ပေါ့เนาะ TRSC Lasik Center ဆိုပြီးတော့ရှာလိုက်ရင်တွေ့ပါလိမ့်မယ်အိမ်မှာမိုးဆက်ကတော့ပြစ်ခဲ့ပါတယ် အခုလောလောဆယ်ကတော့မူဆိုင်ရဲ့မျက်မှန်ကတော့မူဆိုင် American Vision ကလောက်ထားတာပါအာဒီစိတ်ကတော့ Giorgio Armani ဒီစိတ်ပေါ့နော်အမ်မူဆိုင်နဲ့ light တယ်လို့တော့ထင်တာပဲဘာဖြစ်လို့လဲဆိုတော့မူဆိုင်တောင်းတောင်းမျက်မှန်နဲ့မတော်ဘူးမျက်မှန်တော်တော်များများမူဆိုင်မျက်နှာနဲ့သေးရမူဆိုင်မျက်နှာအတိ bone structure နည်းနည်းကြီးရပေါ့နော်အဲ့တော့ဟိုဒီဒီဒီမျက်မှန်တော့မှအဆင်ပြေရဒီမျက်မှန်တော်တော်လေးကိုကြီးရနေပါတယ် ဟုတ်ကဲ့အခုလို့ကြည်ပေးရတော့ကျေးဇူးတင်ပါတယ်။ဒီညီမလေးမောင်လေးတွေပေါ့နော်ဒါမှမဟုတ်လို့ရှင် ND တို့ဥဥတို့မျက်မှန် ပါဝါဖြောက်ချင်နေဆိုရင်တော့မူဇောက်ကအားပေးပါတယ်။ဒါပေမဲ့ test တွေကတော့ပြုလို့အောင်မှာပါ။သူက test တွေလုပ်ပြီးတော့မှကိုယ်နဲ့အဆင်ပြေရေဆိုတာသိချစဉ်းစားပြီးတော့ပြုလုပ်တဲ့နယ်လို့တော့ထင်ပါတယ်။ကိုယ့်ရဲ့ဒီ daily lifestyle မှာအနောက်ရှက်ဖြစ်နေဆိုရင်ပေါ့နော်။တကယ်လို့ပါဝါ100 200ဆိုတော့ထားလိုက်ပေါ့နော်။ဟိုအနောက်ရှက်မဖြစ်ဘူးထင်ပေါ့။မူဇောက်ကတော့600ဖြစ်တဲ့အတွက်မူဇောက်တော့အရန်နောက်ရှက်ဖြစ်ပါတယ်။မူဇောက် insecure အရန်ဖြစ်တယ်။ဟိုလုံခြုံမှုမရှိဘူး။ ပြီးရဲ့အခါမှာဓပုံတွေပါရိုက်လို့ရှိရင်လည်းဟိုဘယ်လိုပြောမလဲညကမှမပါလို့မရအောင်ညကမှပါပြန်တော့လည်းမိတ်ကပ်လိမ့်လို့ရှိရင်မိုးစက်စိတ်ပူပဲမိတ်ကပ်ဝင်သွားလို့ရှိရင်ဟာဒုက္ခပါပဲဆိုအမျိုးစုံပေါ့နော်အဲ့လိုစိတ်ပူရရင်ညားရင်သုံးမွေးအင်းကြီးပါဘူးလို့အမွှေးတစ်ဖက်ညလုံးထဲဝင်သွားလို့ရှိရင်အင်းညကပ်မှန်နဲ့ဒုက္ခတွေရောက်နေရောဓာမျိုးတွေပေါ့ချွတ်လို့လည်းမရတက်လို့လည်းမရအာတော်တော်စိတ်ညစ်ဖို့ကောင်းတယ်ဓာမျိုးတွေကိုမိုးစက်ကြုံခဲ့ဘူးပါတယ်အဲ့အားကြောင့်မလို့ဒီဗီဒီယိုလေးကိုပြုလုပ်ပေးပါတယ်ပြုလုပ်တဲ့အကြောင်းအရာလည်းမိုးစက်ရင်ဒီ မျက်မှန်အသက်လေးကို join နေပေါ့နော်အခုမိုးဆက်ဒီ orchestra မှာ US ကိုသွားပါမယ် US ကတော့ပြောရမယ်ဆိုလို့ရှိရင်ဟိုចောင်းသားတက်ကလေးอ่ะပေါ့နော်အများကြီးတို့ immigration ဖြတ်လို့ရင်ကြောက်အောင်နေရဘာလို့ကြောက်ရလဲဘာလို့ပဲကြောက်ရတယ်ကွာတို့ကနည်းနည်းအခက်မတင်လို့ရှိရင်ရစ်တက်လို့လေအဲ့ဒါကိုကြောက်တော့ပေါ့နော် immigration နေရာတွေကြောက်ဖို့ကောင်းနေတော့ထင်တာပဲတို့မှာတော်တော်ရုပ်ရည်ရစ်လို့ရှိရင်ကိုကပြဿနာတက်အောင်မယ်ကိုကနိုင်ငံသားလည်းဖြစ်နေရပါတော့တို့တို့အဲ့တော့ ိတ်အိတ်အိတ်တော့အိတ် feeling လုံးလေးကြောက်တယ်အဲ့တော့မိုးဆက်တတိချားမရအရင်တော့မိုးဆက်မျက်မှန်ကြီးတက်ပြီးတော့သွားလို့ရှိရင်ဘယ်လိုပြောမလဲ harmless ဒီဒီဒီဟိုဟွာလေအနီးရဲ့တိတ်မရှိရဲ့လူလူမျိုးပေါ့နော်အဲ့တော့တိတ်ပြီးတော့လေပြဿနာမရှာဘူးရစ်လည်းမရစ်ဘူးကြီးလိုက်လို့ရှိရင်လည်းကွာနည်းနည်းလေးဟိုမသိလို့ရှိရင်စာပဲနားလဲသလိုလိုအဲအဲ့လိုအဲ့လိုစာနေပေါ့အဓိကတော့အဲ့လိုအဲ့လို feeling နဲ့လုပ်ပြီးတော့သွားမှာပေါ့နော် plan နဲ့သွားရမှာโอเค ဲ့တော့ဟောဆက်သွားတဲ့ခါကျရင်စူတောင်းပြပါအောင်ဟောဆက်ကြရင်ကျေးဇူးပါသေးတယ်ကွာ